အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်တဲ့ဥပဒေကျမ်းမှာပါဝင်တဲ့ဖုံးတော်ကြီးတင်ပညာရေးကျောင်းတွေကိစ္စဟာဖြတ်သိမ်းဖို့တောင်းဆိုတာမဟုတ်ဘူးလို့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများတမကကကိုမင်းသွေးတစ်ကပြောပါတယ်ဒေါ်တူတူအောင်သတင်းပေးပို့ထားတာပါရှင်ဘာသာရေးနဲ့ ဖုန်းတော်ကြီးတင်ပညာရေးအကြောင်းကိစ္စတွေနဲ့ပတ်သက်ပြီးဖြတ်သိမ်းပေးဖို့တောင်းဆိုတာမဟုတ်ဘူးလို့ဖေဖော်ဝါရီလ28ရက်နေ့ကပြုလုပ်တဲ့မြို့သားပညာရေးပြစ်စစ်တီဥပဒေချမ်းနဲ့ပတ်သက်ပြီးဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများတက်မကအဖွဲ့ချုပ်ကရဟန်းရှင်လူတွေကိုအတိပေးရှင်းလင်းပွဲမှာပြောဆိုခဲ့တာပါကျွန်တော်ဗကနာနာအဖွဲ့ချုပ်အနေနဲ့ကျွန်တော်အမခန့်နိုင်တာကတော့ဖုန်းတော်ကြီးတင်ပညာရေးအကြောင်းတွေကိုဖြတ်သိမ်းပေးဖို့လုံးဝတောင်းဆိုခြင်းမရှိပါဘူးကျွန်တော်တို့ဗကနာနာအဖွဲ့ချုပ်အနေနဲ့နောက်တစ်ချက်ကဒီဖုန်းတော် ယ်လာမှာထည့်သွင်းရတဲ့ရွယ်ချက်ကဘယ်ဝင်ကြီးဌာနချိန်ဆမှုအောက်ပါပဲရှိရှိပညာရေးကိုသင်တဲ့ဘုန်းတော်ကြီးတွေပညာရေးကျောင်းမှန်သမျှဟာကျွန်တော်တို့တိုးပြီးတောင်းဆိုထားတဲ့ကျောင်းသားတွေတိုးပြီးတောင်းဆိုထားတဲ့20ရာခိုင်နှုန်းကျော်သော20ရာခိုင်နှုန်းရှိသောတဏ္ဍာရီလုံးဝင်ွေ20ရာခိုင်နှုန်းရှိသောပညာရေးသုံးသိကိုထောက်ပံ့ပြီးလက်ခံရရှိမှာဖြစ်ပါတယ်ဒီလိုလက်ခံရရှိစေဖို့စင်တာအကြောင်းကျွန်တော်တို့ထည့်သွင်းရခြင်း အမျိုးသားပညာရေးဥပဒေကိုလွှတ်တော်မှာနှစ်နှစ်ကျော်ကြာဆွေးနွေးခဲ့ပြီးပြီးခဲ့တဲ့2014ခုနှစ်မှာအတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တော်လဲအဲ့ဒီဥပဒေပါအချက်လက်တွေနဲ့ပတ်သက်ပြီးကျောင်းသားတွေကတောင်းဆိုတဲ့အချက်လက်တွေမပါဝင်တာကြောင့်လမ်းလျှောက်ဆန္ဒပြပွဲတွေပြုလုပ်ခဲ့တာပါပညာရေးဥပဒေကိုပြင်ဆင်တဲ့ဥပဒေမူကြမ်းဆိုတဲ့ကျွန်တော်တို့ကခုညီနိုင်ငံနဲ့တွဲဆုံပြီးတော့လေ့ဝင်ဆိုင်ရတဲ့သဘောတူညီမှာဖြစ်လာတော့အဲ့သဘောတူညီမှာဘုလွတ်တော်ကြီးရောက်ပြီးမှကျွန်တော်တို့မလိုလားတဲ့ပြဿနာတွေကဒီတင်းသားတွေခုနရေးရွေးလုံးနေတဲ့ယာရီတပတ်တူတွေမှာဖြစ်နေတဲ့အားရ ဒါရမဖြစ်တဲ့တော့မှန်မှန်တော်တော်မှန်ရင်ဒါဥပဒေပညာရှင်တွေနဲ့ပြည်နှံ့ပြီးတော့လောကလုံးရဲ့ကိစ္စဖြစ်သွားပြီးတော့အဆင်ရပါတော့နော်။ပညာရှင်တွေနဲ့ကျွန်တော်ဆုံးဖြတ်ပြီးတော့ဒါပေမဲ့အခုချိန်မှာဒီလိုလေးဖြစ်လာတော့လေဒီဆရာတော်တန်ဃာတော်တွေနဲ့မနေနိုင်ဘူး။ဒီတန်းကြီးပဲတောင်းကြမယ်မနေကြဘူး။ဒါလည်းကျွန်တော်တို့တကယ်လို့ဝန်တာအားရဖြစ်စရာဖြစ်တယ်။ကျွန်တော်တို့နောက်မှလည်းဒီဆရာတကားတွေဆရာတော်တန်ဃာတွေရအများကြီးဒီဥရွဲတွေရောနော်။ဒီမှာဒီအရေးမှာဘယ်တော့မှတောင်းကြမယ်မနေခဲနဲ့ရှိခဲ့ကြတာပါ။ အဲ့ဒီလိုဆန္ဒပြပွဲတွေပြုလုပ်ပြီးနောက်ပိုင်းမှာတော့လေပွေဆိုင်တွဲဆုံဆွေးနွေးရေးတွေပြုလုပ်ခဲ့ပါတယ်။အခုလာမယ့်မတ်လ9ရက်နေ့မှာတော့အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေကျမ်းနဲ့ပတ်သက်ပြီးကြားနာသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ကျွန်မတူတူအောင်ကသတင်းပေးပို့ထားတာပါ။